ဒီနေ့မှာတော့ကျမကထူဆန်းတဲ့ပန်းမီနေအကြောင်းကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ဒါဆိုရင်တော့ဒီပန်းမီနေကိုကြည်လိုက်ရအောင်။ပထမဆုံးကျမပြောချင်တာကတော့ကတ်တူပူပန်လို့ခေါ်တဲ့ပန်းဖြစ်ပါတယ်။ဒီပန်းကတော့ကတ်တူပူပန်လို့ခေါ်ပါတယ်။ဒီပန်းဟာတတိယနိုင်ငံနိုင်ငံမှာသာပေါရောက်တဲ့လေးဝဲစမ်းကျတဲ့ပန်းမျိုးစားဖြစ်ပါတယ်။ဒီပန်းရဲ့ထူးခြားချက်ကညတကောင်ရံမှာပွင့်ပြီးမိုးလင်းတဲ့အချိန်မှာညှိုးနှင်းသွားတာဖြစ်ပါတယ်။သူမှာပွင့်ချက်ပြား၅ခုရှိပြီးတော့ပန်းပွင့်နေချိန်မှာဆိုရင်ချုံမင်းနဲ့ရင်းနဲ့လည်းရရှိပါတယ်။ ဒီဘဏ်ကအင်မတန်နုနယ်တဲ့အတွက်ခုပြီးတော့မိနစ်ပိုင်းမှာပဲပြည့်စည်သွားတတ်ပါရဲ့။ဒါကြောင့်ဒီဘဏ်ကိုချိုးရလေတရေဘဏ်လို့ခေါ်ဆိုကြပါရဲ့။နောက်ထပ်ထူးခြားတဲ့ဘဏ်ပင်ကိုတော့ Anfan ပင်လို့ခေါ်ပါရဲ့။ဒီဘဏ်ပင်ရဲ့ထူးခြားချက်ကတော့ပုံပိုင်းဒေသတွေမှာပေါ်ပြီးတော့ကိုပိုင်ကရစနစ်ငယ်ကိုလည်းဖန်တီးနိုင်ပါရဲ့။ပုံတံကတော့အုတ်ခွက်ပုံအရွက်တွေကမိုးရီကိုတွင်သိမ်းထားနိုင်ပြီးတော့အင်းဆက်ပုံမော်ရီနဲ့တတဝါလေးတွေတွင်ခိုးလုံရနေရာလေးဖြစ်ပါရဲ့။ရှင်နေအဟာရတဲ့ရှားပါရီပဝင်းကျင်မှာရှင်သန်နိုင်မှုတွေ လမ်းရောညီတွေဖြစ်စေပါရီအခုပြောချင်တဲ့အကြောင်းအရာကတော့ TN Aram လို့ခေါ်ရပန်းတွေဖြစ်ပါရီဒီပန်းတွေကတော့အင်ဒိုနီးရှားနိုင်ငံဆူမေဒွာကျွန်းနဲ့ဘော်နီယိုကျွန်းတွေမှာရှိတဲ့မိုးတစ်တော်တွေထဲမှာပေါက်ရောက်လေးရှိပါရီဒီပင်တွေကအမြင့်ပေ၁၀ပေလောက်ထိရှိပြီးတော့အပွင့်ရဲ့ချင်းအားလည်း၁မီတာတောင်မှကျော်ရမလို့ကမ္ဘာအကြီးဆုံးပန်းတွေတွေကတခုလို့ပြောလို့ရပါရီဒါပေမဲ့ဒီပန်းပင်ရဲ့ထူထားချက်ကအပွင့်ပွင့်တဲ့အချိန်မှာအလောင်းပုံးနဲ့ပြင်းပြင်းထွက်ရှိပြီးတော့ရင်းကောင်းတွေကိုဆွဲဆောင်ပြီးဝတ်မုံကူစေပါရီ နောက်ထပ်တစ်မျိုးကတော့အာဖရိကပင်လယ်ကျင်းအားဘန်လို့ခေါ်တဲ့ဘန်ပြပါရီဒီဘန်ကအရှေ့အာဖရိကမှာစတင်ပေါက်ပွားရေးဘန်ဖြစ်ပြီးတော့ပင်လယ်ကျင်းအားကြီးလို့ပုံသဏ္ဍာန်ရှိပါရီကြပြင်းအနီရောင်နဲ့အဝါရောင်ဆက်ပြောက်တွေနဲ့ဖန်နေကြပါရီသူရဲ့ထူခြားဆုံးချက်ကလည်းအလောင်းနဲ့လိုပုတ်အဲအဲအနမ်းထွက်ပြီးတော့အလောင်းတွေကိုစားရတဲ့အကောင်တွေကိုဆွဲဆောင်ပါရီနောက်ပြီးတော့ဘလူးပူရလို့ခေါ်တဲ့ပီယူနဲ့ဘိုလီဗီးယားမှာရှိတဲ့အန်ဒီတောင်ဒေသတွေမှာပေါက်ရောက်ပါရီ ူရဲ့အယောင်ကလည်းနက်ပြာရောင်နဲ့ခင်းရောင်ပေါင်းဆက်ထားပြီးထူးခြားတဲ့အယောင်ရှိပါရည်။ဒါပြင်သူတို့ကရှားသည့်ဥဒုကျန်းတဲ့နေရာမှာတောင်မှပေါရောက်နိုင်ပြီးတော့ရန်လောင်းငက်တွေကိုလည်းဆွဲဆောင်နိုင်တယ်လို့ဆိုပါရည်။ဒီဘက်ကတော့ကျမတို့မြန်မာနိုင်ငံကထက်တရာဘန်းနဲ့တူပြီးတော့သူကတော့တောင်အာဖရိကမှာပေါရောက်တာဖြစ်ပါရည်။သူကလည်းအထက်တရာဘန်းလိုပဲအနေရောင်လိမ္မော်ရောင်နဲ့အဝါရောင်တွေဖြစ်ပန်းပွင့်လေရှိပါရည်။ဒါပြင်မိုးကောင်ရေရှားတဲ့နေ့ပူပြင်းမှုတံကိုလည်းအင်မတန်ခံနိုင်ရေရှိပါရည်။ ဒါကြောင့်ဒီပန်းကိုစန့်ခိုင်မှုကိုကိုးစားပြုတဲ့ပန်းဖြင့်တင်ကြတာပြုဖော်ပြထားပါသေးတယ်။နောက်ဆုံးပန်းဝင်နေနေကျမတို့ကအဝါရောက်တဲ့ခရမ်းရောင်တစ်ခွာပန်းလေးချောင်းကို ပြောပြပေးမှဖြစ်ပါရည်ဒီပန်းကမြောက်အမေရိကနဲ့ဥရောပမှာရှိတဲ့ဆိုးဆက်တဲ့တက်တော်တွေမှာပေါက်ရောက်လေးရှိပါရည်သူရဲ့ပုံစံအားဝတ်မုံကူမဲအင်းဆက်တွေကိုကုညီဖြစ်စေပါရည်ဒီပန်းကတော့ရှားပါမှုနဲ့အနုစိတ်လျာရဲ့သင်္ကေတဖြစ်ပါရည်ဒါဆိုရင်ဒီနေ့ကျမပြောပြသွားတဲ့ပန်းတွေကတော့ကျမတို့နဲ့တိတ်ပြီးတော့မရှင်းသေးတဲ့ပဝင်းကျင်အားပန်းတွေဖြစ်ပါရည် ဒီဘန်းတွေကကိုယ်စီထူးခြားချက်တွေရှိပြီးစိတ်ဝင်စားဖို့ကောင်းမယ်ထင်ပါတယ်။နောက်ကိုလည်းကျွန်မကအခြားစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးဦးမှာမလို့ကျွန်မရဲ့ channel လေးကို like and follow လေးလုပ်ခဲ့ပေးပါအောင်ရှင်။